ရှမ်းပြည်နယ်တောင်ပိုင်းကွန်ဟိန်းမြို့နယ်ကျေးရွာနှစ်ခုကဒေသခံပြည်သူ56ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တာ28နှစ်ပြည့်သွားပြီဖြစ်ပေမဲ့ရှမ်းလူထုကမမေ့သေးကြောင်း Thai Student Union ကထုတ်ပြန်ထားပါတယ်1996ခုနှစ်ကနေ2000ပြည့်နှစ်အတွင်းအကြမ်းဖက်စစ်တပ်ဟာရှမ်းပြည်ကိုဖျက်လေးဖျက်စစ်ဆင်ရေးကိုအသုံးပြုကအရက်ဆက်ဆုံးစစ်ရာဇဝတ်မှုတို့ကို ပြုကျင့်ခဲ့တယ်လို့ ဘတော့မှမမိရှမ်းလူအခွင့်အရေးနှိုးဆော်လာမှာဖော်ပြထားပါတယ်1998ခုနှစ်ဇွန်လ16ရက်နေ့မှာစစ်တပ်ဟာရှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ်ထဲကကျိုင်းလူရွာသား28ဦးနဲ့စိုင်းခေါင်းရွာသား29ဦးတို့ကို အစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ပါတယ်စစ်တပ်ရဲ့လူမဆန်မှုနဲ့ရှမ်းလူတို့အပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံခဲ့ရတာကိုမမေ့ကြဖို့နဲ့ရှမ်းတပ်တွေအနေနဲ့လည်းပုံရံသူကိုမမေ့ကြဖို့ ဒီစာလွာထုတ်ပြန်တာကို Thai Student Union ကရိမ်းမွေလျံကပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ဟာ1950ပြည့်နှစ်ကစလို့ယနေ့အချိန်ထိရှမ်းပြည်သူပေါ်ကျူးလွန်ခဲ့တဲ့ဆေးရဆွေးမှုတွေအပေါ်တရားမျှတမှုမရရှိသေးဘူးလို့လည်းထုတ်ပြန်ထားပါတယ်။စစ်တဟ1996ခုနှစ်ကနေ1996ခုနှစ်အတွင်းရှမ်းလူလူတထောင်ကျော်ကိုတပ်ဖြတ်ခဲ့ကအထမပြုကျင်ခံရသူ625ဦးအထိရှိခဲ့ပါသည် 2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းမှာလဲတပ်ဖြတ်ခံရတဲ့ပြည်သူ936ဦးရှိတယ်လို့သိရပါဗျာ။